မီးဖက်စမ်းလာမင်းပါရေးတာလေခလေးကိုဆေးုံတင်ပေးလိုက်ပါတာခုဝေးနေလေအလူရှင်ပေါ်ပါပြီနော်ဒါကအမေကြားတို့ရဲ့အငိမ့်မိခင်ကြီးတွေကိုအမဲဆောက်ရှောက်ပေးနေတဲ့အလူရှင်အလူပုံစံမျိုးလေးနဲ့အမေကြားအခုဒါနှစ်သိန်းပေါ့ဈေးဝယ်ရင်လူကြမယ်အစီအစဉ်ကမြတ်တာလေးတွေနဲ့စုပြီးတော့နှစ်သိန်းပေါ့နောက်ပြီးတော့ဒီအမေကြီးတို့အဖွဲ့က ဒီဘာနာရီမှုဒေါ်ဂျိုးဖြူမလူရှင်တော်ကိုရွှေကြားရဲ့သားလေးကကိုရွှေဘောက3000ပေါ့နောက်ပြီးတော့အဲကိုရင်လေးအတွက်ပေါ့ဒေါ်မြအမမအင်းငိမ့်ချူက1000ပေါ့အခုစေကုတဖို့တာဝန်ယူရတဲ့သူရှိပြီဆိုရင်ဟိုကပေါ့တမီးရဲ့အုတ်တစ်ချက်မဖြစ်တော့သဲတဲ့ဘွဲ့ပေါ့အဲ့လိုပုံစံမျိုးလေးနဲ့မိကြလာသူပေးတာပါကျမကျွန်တော်ကျွန်တော်ဒီကမကဘယ်တန်းလိုက်ကြပါစီကျူပြီးပါ ပြောရပေါ့ကျန်တာကျန်တာပါနင်းများလည်းလူနေပါဘူးလူရှင်အားလုံး ဘဝကိုအင်းငန်းကလေးနဲ့ရုံးကန်ပြီးတော့စားတောက်နေရတဲ့အချိန်မှာသမီးလေးရဲ့ဖြစ်နေတဲ့ဝေဒနာကိုစိတ်ကူတာမပေးနိုင်ဘူးပေါ့လေဒီအတွက်ကြာကြာတော့လည်းဒါရောက်လာတာဖြစ်ပါလေမတလန်းသမီးဖဆန်းလာမင်းပါရေးတာလေခလေးကိုဆေးုံတင်ပေးလိုက်ပါတာကူဝေးမယ်လေ အလှရှင်ပေါ်ပါပြီနော်ဒါကအမေကြားတို့ရဲ့အငိမ့်မိခင်ကြီးတွေကိုအမြဲဆောက်ရှောက်ပေးနေတဲ့အလှရှင်ကိုယရနာကူရဲ့နာယကချုပ်မိကြားပြောရင်လေဟိုကငိုတားငိုချင်တယ်ဖို့စိတ်ကလေမိကြားကမြန်မာနိုင်ငံအငိမ့်မိခင်ကြီးအကူကြီးဆောက်ရှောက်ရင်းနှလုံးသားကိုအလှဆင်အငိမ့်မင်းသမီးများအဆူကားဖွဲ့လေတို့ပြင်မဲ့လဲ ဒီလိုပဲပေါ့နော်မမမကျန်းတဲ့အခက်ခဲတကယ်ဖြစ်နေဆိုလို့ရှိရင်အငိမ့်မိခင်ကြီးတွေမှမဟုတ်ခဲနဲ့အမေတို့စောင့်ရှောက်ခြင်းနဲ့နှလုံးသားပေါ့နော်ဒါကလည်းသူတော်ကောင်းတွေလိုအပ်တယ်ပေါ့အဲ့တော့မေတို့မှလည်းဖန်ငွေကအများကြီးမရှိတဲ့အခွဲဖြစ်တဲ့အတွက်အဲညီကြတို့တမီးတို့တိလိမ့်မယ်လိုင်းမောင်ကနေပြီးတော့ဈေးဝယ်လူရမယ်ဆိုတဲ့အစီအစဉ်လေးနဲ့အမေကြဈေးရောင်းနေတယ်ပေါ့အဲ့လိုရတဲ့ငွေလေးနဲ့ဒီတမီးလေးရဲ့ ဗီဒီယိုဖိုင်လေးကလိုင်းပေါ်ကတက်လာတော့လေမိချာနှလုံးသားမရအောင်ဖျားနေတာဒါမှစိတ်ကတအားသွားပြီးတော့ဒီကလေးကိုကယ်ရှင်နေပေါ့နော်ဆေးရုံတက်ဆေးကလေးမရှိဘူးဆိုတော့ကဲအဆိုအဖွဲကိုမိချာတိုင်ပင်လိုက်တယ်ဒီကလေးလေးကိုအမသွားလှူခြင်းနဲ့ဆိုတော့အမလှူပါတယ်လှူလေးတဲ့အဖွဲရတယ်အဲ့ဒါနဲ့လူဆိုတော့ကိုလူနိုင်တဲ့ငွေအမောက်ကလေးနဲ့သူဈေးကူလို့မရဘူးပေါ့နော်ဒါကခေတ်ကာလအရာလဲတမီးတို့လဲသိတဲ့အတိုင်းအဲ့တော့မိကြ မိကြရဲ့အလှရှင်ကြီးတွေကိုမိကြမစင်ညာနေပြီးတော့မိကြရဲ့ဒီ like ကလေးတွေကိုဝင်ပေးပါတော့ပေါ့အဲ့လိုပြောပြီးတော့မိကြအခု like ကလေးပြည့်ပေါ့အဲ like ကလေးပြည့်ပြီးတော့ကလေးလေးကိုအခုလာလှူတော့ဒီ like ထဲမှာပဲကလေးလေးရဲ့စေးရုံကုသဇေကလေးတာဝန်ယူရမယ်ပေါ့အဲ့လိုမျိုးပေါ်တာပေါ့ဝင်တာလားစေးကုသဇေးကိုခံပေးပါမယ်လုံးကောင်းလိုက်တာကိုယ်ကဒီမှာကြည့်လိုက်ပါဦးသမီးဘိုက်ကလေးလမ်းပြပေးပါမာနေတယ်ဘိုက်ကြီးက ဘိုက်ကမာနေမာနေတော့ကြောက်ပြီးလို့မာနေတာအဆန်အစင်မပြေတဲ့ဂျားလေးကနေပြီးတော့ရတဲ့လောက်ပဆန်လေးပေါ့ဒီကလေးလေးကိုတော့အမေကဦးစားပေးပြီးတော့လှူမယ်ပေါ့ငါဒီလိုအဲမတီလိုက်ချင်းအပြင်ဒီကလေးလေးချမ်းသာရဖို့အရေးကြီးတယ်လေနော်ဒါဒါလေးတွေကပြောမယ်ဆိုလို့ရှိရင်ဘဝကိုခုမှစပြီးတော့လူလောကတွေရောက်လာတဲ့ကလေးလေးတွေဆိုတော့ဒီကလေးလေးတွေကိုလှူပေးတဲ့ကုသိုလ်ကဘာနဲ့မှမတူဘူးလေနော်ဒါသူသူအသက်ရှင်လာမယ်ချမ်းသာလာမယ် သူ့မအေကိုလှုပ်ကျွေးနိုင်မယ်ပေါ့နော်ဟိုအများကြီးမြင်ရင်ပေါ့ဆိုတော့ဒီကုသိုလ်ကပိုကြီးတယ်ပေါ့အဲ့လိုပုံစံမျိုးလေးကိုမိကြအော်ငါမှသူတော်ကောင်းတွေရှိတယ်ပေါ့အဲအဲ့လိုပုံစံမျိုးလေးနဲ့မိကြအခုဒါနှစ်သိန်းပေါ့ဈေးဝယ်ရင်လူကြမယ်အစီအစဉ်ကမြတ်တာလေးတွေနဲ့စုပြီးတော့နှစ်သိန်းပေါ့နောက်ပြီးတော့ဒီမိကြတို့အဖွဲ့ကဒီဘာနာရီမှုတော်ဂျိုးပြူမလူရှင်တော်ကိုရွှေကြရဲ့သားလေးကကိုရွှေဘောက3000ပေါ့နောက်ပြီးတော့ ကိုရင်လေးအတွက်ပေါ့ဒေါ်မြအမမအင်းငိမ့်ချူကတသောင်းပေါ့ဆီယာမလေးဝါဝါကတသောင်းပေါ့အဲအဲ့လိုမျိုးလေးတွေလှူပေးလိုက်တော့ဘာဖြစ်ဖြစ်ဒီကလေးလေးမှာအခုစေကုတဖို့တာဝန်ယူရတဲ့သူရှိပြီဆိုရင်ဟိုဟာပေါ့တမီးရဲ့အုတ်တစ်ချက်မဖြစ်တော့သဲတပွဲပေါ့အဲ့လိုပုံစံမျိုးလေးနဲ့မိကြလာလှူပေးတာပါရောဝတာဒီဒီဒီမာရီရန်နေဝန်တာပါလေဒီပါလေကျေးဇူးပါ ဒီအခုလေးမျိုးလာလက်ပြီးတော့ဒီပိုင်းတည်းကိုကုကုတာဖို့လေးလေအဆင်ပြေအောင်လုပ်ပေးတယ်တနိုင်တလောက်လေးလုပ်ပေးတဲ့အတွက်ကျေးဇူးတွေတင်နေဝမ်းလေးတာတယ်ဗီဒီယိုလေးဖြစ်တယ်ဘောနော်အတိုင်းတဲ့အမျိုးကိုဝမ်းတာပါတယ်ကျေးဇူးတွေနဲ့အရန်တင်အလူရှင်ကြီးအကုန်လုံးကိုကျေးဇူးတင်တာပါပြပြလိုက်လေကိုပြောတာဟိုညီမလေးကိုပျောက်စေချင်အောင်လေးကြီးမြန်မာပြောက်အောင်ဖြစ်စီ။ဘာမှလည်းလာလို့တော့ ငါလေးဝမ်းသာပါတယ်ဒီညီမလေးကိုငါလူပေးတာသူကပြောမယ်ဆိုရင်တော့တမီးရဲ့ဖခင်လုပ်တဲ့သူကွယ်လွန်သွားတာငါးနှစ်ရှိပြီဟုတ်လားဟုတ်ကဲ့ရှင်ဆိုတော့အဖရဲ့အရေးမရှိဘူးမရှိတော့ဒီအမေရဲ့ဟိုကပေါ့ပြောမယ်ဆိုလို့ရှိရင်ဟိုမလုံမချုံဘဝလေးပေါ့တမီးတနေ့မှ9000လောက်ရှာနိုင်တဲ့မအေးလေအဲ့တော့ဒီမှာယောဂါတယ်ဆိုတော့ အဲ့ဒီလိုဘဝလေးနဲ့ရက်တည်ပြီးဒီစေပူတာစေကိုအဆင်မပြေနိုင်ဘူးပေါ့အဲ့တော့ဒီကိုရင်လေးကပြောမယ်ဆိုရင်သူဒီသားကောင်းတစ်ယောက်နော်အကိုကြီးဖနေရမှာနေနဲ့ကိုရင်လေးပေါ့သူ့ညီမလေးကိုဟိုဆွဲလောင်းရင်းနဲ့ငွေတထောင်လူရင်အဲ့တထောင်လေးကိုညီမလေးအတွက်နှစ်ထောင်လူရင်နှစ်ထောင်ညီမလေးအတွက်ဆိုရင်သားကောင်းလေးပေါ့အကိုကောင်းလေးပေါ့နော်အဲ့ဒါကိုပဲကိုရီးယားလည်းမခံစားနိုင်ဘူး အရင်စားတာပေါ့တမီးရေကြကြဟိုဘပရာဟိတတမလေးပရာဟိတကိုမှဒီရတဲ့ပရာဟိတငွေတွေကအမေကြတို့အဖွဲ့ကကွန်းတရရေဘူးတော်ဝယ်မသုံးနဲ့အလွဲသုံးစားမလုပ်တဲ့ပရာဟိတအဖွဲ့ဖြစ်တယ်ဒီကတော်တော်လေးဝမ်းလဲတာလေပျော်လဲပျော်တယ်ပြောမသိလုံးညောင်တက်ဆွခြင်းစိတ်ကိုပေါက်တယ်ပေါ့နော်ဟိုကလေးအတိုင်းတဲ့အလုံးဖြစ်သွားတာပေါ့နော်ဒီလိုအလုံးရှင်ကြီးပေါ်သွားတဲ့အတွက် အရန်လေးကျေးဇူးလေးတင်တယ်ဝမ်းလေးဝမ်းသာပီးတည်ဖြစ်ရပါတယ်တကယ်ပါဟိုမိသားတို့ကဒီတနင်္လာနေ့ကလေးစီယုံတက်ပြီးဆိုတာနဲ့မိသားတို့ဖုန်းကုန်တက်ပေးခဲ့မယ်လေအဲစီယုံကိုရောက်ပြီးတင်ပြီးပေါ့ဒီကလေးရဲ့ကုန်ကျစရိတ်ကဘယ်လောက်ရှိမလဲမေးရမှာပဲလေဟုတ်တယ်မလားအဲ့လိုမေးလိုက်တာနဲ့ဟိုကဘယ်လောက်ကုန်ကျစရိတ်ရှိပါလဲဆိုဒီဘက်ကအမေတို့ကအလှရှင်ကိုတင်ပြလိုက်မယ်တင်ပြပြီးသူချပေးတဲ့ငွေအမောက်ကိုအမေကြီးတို့ကတပြားတစ်ချက်မှမလျော့ဘဲနဲ့အပ်ပေးမယ်အဲ့လိုမျိုးလေးပေါ့ဒါဆိုလို့ရှိရင်တော့ဟို ိုကလူဒီကလူလေးနဲ့လည်းအဆင်ပြေသွားမယ်လို့မိကြအထင်ပါတယ်နော်ဟိုအမေကြတော့အဖွဲကိုလာလှခိုင်းမှမဟုတ်ပါဘူးဒီကလေးလေးလှိုင်သာရညံကြီးရွာဘိုးတထောင်လမ်းထဲမှာရှိပါလေကျမတို့ဒါစေယုံပန်းလိုက်စေယုံပန်းလိုက်စေယုံလမ်းကြားတွေကဝင်လာလိုက်လို့ရှိရင်ကျမတို့လမ်းစုံလေးကြလို့ရှိရင်ဘဲဘက်ကိုချိုးဘဲဘက်ကိုချိုးပြီးတော့အဲဘိုးတထောင်လမ်းလို့မင်းအကုန်တိတယ် ိုက်ဖို့တထောင်လမ်းထဲမှာဒီကလေးလေးနေတဲ့အိမ်လေးရှိပါလေရှင်ဒီမှာလာလူပင်းရဲ့ရပါတယ်ဒီစီကသာသာသမီးလေးသက်သန်းလေးပဲရှိတယ်နော်ဒီစီမှာတက်တငယ်ချင်းတွေလာရွမ်းနေပြီမှတ်တယ်ဘယ်လိုဒီစီကိုဘာလို့နေမလဲဖွင့်မိတာတငယ်ချင်းတွေဘယ်လောက်လွယ်လဲတငယ်ချင်းတွေဘာလာတဲ့ဒီအချိန်မှာတော့သူ့ဝေဒနာပိုပြင်းထန်နေမှာဟုတ်တမီးရဲ့နော် ။ဟိုဟာလေးဟိုဘလူးခွန်လည်းဒီအချိန်မှာကောက်ရိုးတမြင်ပေါ့။ဒါကမန္တလေးမြို့မြင့်ငယ်ရက်ကရွှေငါးမီတာစုကနေပြီးတော့သမီးလေးစေးကူတာစရိတ်၁၀သိန်းကျပ်လူရန်ပေးပါတယ်။နော်သမီးလေးလက်ခံပေးနော်။ဒါကညီမလေးကိုတဲ့နော်ဒီဝေဒနာတွေပျောက်စေခြင်းနဲ့ကိုရင်လေး နော်သာသနာဝင်ခန္ဓာဝင်ကိုလွယ်ကူစွာစွမ်းဆောင်နိုင်ရန်အတွက်မန္တလေးမြို့မြင့်ငယ်ရက်ကရွှေငါမိသားစုကတသိန်းကျပ်တဟာဒီကလှူဒန်းပါတယ်လို့ရှိနေအားလုံးချမ်းသာချမ်းသာဒီကျမကဝန်ဆိုင်နိုင်ချမ်းသာရှိကျူပြီးပါဘယ်ရပါ ကျနာကျနာပါနင်းများလည်းလူနေပါဘူးလူရှင်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးရတယ်ဖြစ်ပေါ်နေတဲ့ဝေဒနာများအမြန်ဆုံးသက်သာပျောက်ကင်းပြီးတော့အမိမွေးဖာမွေးတိုင်း နော်ယောဂါကင်းစင်သောသမီးလေးအဖြစ်နဲ့ကျမ်းမာတက်ရှည်စွာ အမေကိုလှုပ်ကြွေးပြုစုနိုင်သောတားကောင်းသမီးမြတ်ယရနာလေးများဖြစ်ကြပါစေ။